မင်္ဂလာပါရှင်ဒီနေ့ဘောလုံးလောကမှာတော်တော်လေးလှုပ်လှုပ်ရှားရှားဖြစ်ပေါ်စေနိုင်တဲ့အပြောင်းအယူတရေတစ်ခုကိုကျမတို့ဆွေးနွေးကြည့်ကြရအောင်ဟုတ်ကဲ့ပါခင်ဗျာကဘလာစင်ကွန်းလေကစားသမား Given De Bruyne လေအီတလီချန်ပီယံနာပိုလီကိုပြောင်းတော်မယ်ဆိုတဲ့တရင်ပေါ့ဟုတ်ကဲ့อืมဒါကတော်တော်လေးအနော်စရာကောင်းတဲ့တရင်ပဲဟုတ်ကဲ့နော်ဆိုတော့ဒီတရင်ရဲ့အရင်မြစ်တွေနောက်ွယ်ကအချက်အလက်တွေကိုနည်းနည်းအသေးစိတ်ကြည့်ကြတာပေါ့နော်ဟုတ်ကဲ့နာပိုလီလိုအတင်းကနေ့ ဒီ brain နဲ့လိုကစားသမားမျိုးကိုခေါ်ရဲဆိုတာကတကယ်တကယ်စိတ်ဝင်စားစရာပဲသူတို့အတင်းအတော့ရော CDA တခုလုံးအတော့ရောပေါ့နော်ဟွန်းတရင်ရေးမသိကလည်းဒါကိုအရေးသည့်သဘောမျိုးဖော်ပြထားကြတယ်ဟိုကလေ breaking ဆိုပြီးတော့ခေါင်းကြီးပိုင်းနေမှာတုံးထားတာတွေ့တယ်ဟုတ်တယ်ဟုတ်တယ်ပြီးတော့ဒီ brain နဲ့ဘက်ကလည်းအမ်နောက်ဆုံးအဆင့်တဘောတူညီမှုအတွက်အချက်ပြမီးစိမ်ပြလိုက်ပြီးဆိုတဲ့အတော်အုံမျိုးတုံးထားတာတွေ့ရတယ်ခင်ဗျာဆိုတော့ဒါကအပြောင်းရွှေ့ လောကသားတွေပြောနေကြအတိုင်းဆိုရင် here we go အစင်ရောက်ပြီလို့ပြောလို့ရတော့ပြီပေါ့လို့ဟမ်အဲ့ဒီလိုဆိုနိုင်ပါ रे ခင်ဗျာအများအဖြစ်တို့ဒီအစင်ဆိုရင်အပြောင်းရွှေ့ကအဲတော်တော်လေးတေးချသွားပြီဒီမှာစိတ်ဝင်စားစရာကစာချုပ်အသေးစိတ်လေးဘလို့သဘောတူထားလဲဟုတ်တရားတလောက်ကတော့နစ်နစ်စာချုပ်တက်တန်းပြီးတော့နောက်ထပ်တစ်နှစ်တက်တန်းတိုးခွင့်ပါတယ်လို့ဆိုတယ်အင်းနစ်နစ်စာချုပ်တို့အသက်အရွယ်နဲ့ဆိုရင်တော့ဒါက ဖြစ်လေဖြစ်တဲ့ရှိတဲ့တတ္တမျိုးလားဒါမှမဟုတ်နင်းနေတုံနေသလိုဖြစ်နေမလားဒါကတုံးတက်ချက်ဒီကွဲနိုင်တဲ့ချက်ပဲအသက်30ကျော်ကစားသမားအတွက်နင်းနေဆိုတာပုံမလို့ပြောနိုင်ပေမဲ့ဒီ brain လေးလို့ရေသွေးမျိုးလဆာမျိုးနဲ့ဆိုရင်နပိုလီဘက်ကဒီလိုပဲပေးတာလားဒါမှမဟုတ်နှစ်ဖက်လုံးကအကြာကြီးခရီးခွေမပေးချင်သေးတာလားဆိုတာမျိုးပေါ့နော်ဟုတ်တယ်ညာပိုလီရဲ့အတုံးအစစ်ရဲ့ပုံစံကစားသမားခေါ်ယူတဲ့ပုံစံနေနဲ့အရှင်ကြီးရင်ရောသူတို့ကများသောအားဖြင့်လူငယ်တွေကိုပို့ဦးစားပေးခေါ်လေရှိတယ်မို့လားဟုတ်ပါတယ် အဲ့ဒါကောင်းတဲ့ချက်ပဲသူတို့ကအများသောအားဖြင့်ငငယ်ရွယ်ရွယ်နဲ့အလားအလာရှိတဲ့ကစားသမားတွေကိုခေါ်ပြီးပြုစုပျိုးထောင်လေးရှိတယ်။ဒီ right နဲ့လို့တွေ့ကြုံရင်လဆလည်းမြင်မှမယ်ကစားသမားမျိုးကိုခေါ်တာကဟိုဟာသူတို့ရဲ့မဟာဗျူဟာပြောင်းလဲလာတာကိုပြတာထင်နိုင်တယ်။ဟွန်းချန်ပီယံစုကိုကာကွယ်ဖို့ပြီးတော့ဥရောပမှာပို့ပြီးရှင်ပြိုင်နိုင်ဖို့အတွက်ပေါ့နော်။ဟုတ်တယ်။အတွေ့အကြုံကိုပို့ပြီးတန်ဖိုးထားလာတဲ့သဘောမျိုးတချို့တရင်ရင်မြစ်တယ်မှာဆိုတာကို calculated risk ပေါ့။ တက်ချက်ပြီးလုပ်တယ်စွန့်စားမှုဆိုပြီးထုံထားတာတွေ့ရတယ်။ဆိုတော့တရားဝင်ကြီးညာဖို့ဘာစင်တွေကြံသေးလဲ။အဓိကကတော့လူထုံးလုံးနေနေပါပဲ။ဟိုဟာစေးစစ်ဆေးမှုတွေလုပ်ရမယ်။အောင်မြင်ရမယ်။ပြီးရင်တရားဝင်စာရွက်စာတမ်းတွေမှာလက်မှတ်ရေးထုတ်ဖို့ပဲ။อืม။ဒါကတော့များသောအားဖြင့်အဆင်ပြေမှာပေါ့နော်။ Okay ။ကစားသမားမှာအကြီးကျယ်ကြံခိုင်မှုပြဿနာမရှိခဲ့ဘူးဆိုရင်တော့ဒါတွေကချောချောမွေ့မွေ့ပြူရမှာပါ။ဒါပြင်တော့နာပိုလီဂျာစီနဲ့ဒူရိုင်းတွေကိုမြင်ရတော့မှာပေါ့။ နာပိုလီတို့ကတော့တရင်နေတုံနလိုပဲဒါကကြီးမားတဲ့ခေါ်ယူမှု massive signing ပဲတကယ်ကိုအသင်းကိုအများကြီးအဆင့်ပြင့်တင်ပေးနိုင်မှာတိကပါရယ်စီရီရဲ့ကစားပွန်ကပရီးမီးယားလိဂ်နဲ့တော့နည်းနည်းကွာခြားမှုရှိနိုင်ပေမဲ့ဒီဘရိုင်းနီရဲ့အကြီးသွေးသူ့ရဲ့ကစားပွန်ဖန်ကြီးနိုင်စွမ်းကတာဘယ်လိမှမဆိုထိတ်တန့်ပဲလေဟုတ်တယ်သူ့ရဲ့ final pass တီအဝေးကန်ချက်တီဆိုတာမျိုးလေးပေါ့အဲ့ဒါ၄ပြင် set piece နာပိုလီရဲ့ tactics ကအခုတည်းပိုပြီးကြောက်စရာကောင်းလာနိုင်မယ် အထူးသဖြင့် Champion League လို့ပြိုင်ပွဲမျိုးမှာသူ့အတွေ့အကြုံကတန်ဖိုးရှိမှာခေါင်းဆောင်မှုအရေးချင်းကလည်းအရေးပါမှာပေါ့နော်ဟုတ်ပါတယ်အဲ့ဒါကိုလည်းသတင်းတွေကထောက်ပြရတယ်အတိအကျအားတစ်ခုရှိစင်မှာပေါ့နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုကလीနာပိုလီကဒီတူအိုတန်နဲ့ရမှာမဟုတ်ဘူးဆိုတာပဲอืมသတင်းတွေထဲမှာနောက်ထပ်ခေါ်ယူမှုတွေဆက်လွန်ဖို့အစီအစဉ်ရှိတဲ့ planning for more to come လို့ရေးထားတာတွေ့တယ်ဟုတ်တယ်ဒါကလည်းအရေးကြီးတဲ့အချက်ပဲ ဒီဘရိုင်းနီလိုကျဲပွင့်လို့ခေါ်လိုက်နိုင်တာကတခြားထိတ်တန့်ကစားသမားတွေကိုဆွဲဆောင်ဖို့အားတခုဖြစ်စေနိုင်တယ်လေဟုတ်ပါပြီသူတို့နောက်ထပ်ဘယ်နေရာတွေကိုအားဖြည့်ဦးမလဲဆိုတာကတော့စောင့်ကြည့်ရမှာပဲဟုတ်တယ်တိုက်ဆလာခန်းဆလာဒါမဟုတ်ကွင်းလယ်မှာဒီဘရိုင်းနီနဲ့တွဲဖက်ဖို့နောက်ထပ်ရောက်လာဒါကသူတို့ရဲ့ပန်ဒါကြီးအချီနီးပေါ့လေမူဒီယိုမှာပေါ့ကောင်းပြီဒါဆိုရင်ဒီနေ့ဆွေးနွေးခဲ့တာတွေကိုအနည်းချုပ်ပြန်ပြောကြည့်ရအောင်ဟုတ်ကဲ့အတူချုပ်ရရင်တော့ ကေဗင်ဒီဗရိုင်းနီနာပိုလီကိုပြောင်းဖို့တဘောတူညီမှုရရှိသွားပြီးနှစ်စာချုပ်တက်တန်းတိုးဝင်တနည်းနယ်ပေါ့စစ်စစ်တာနဲ့တရားဝင်လက်မထိုးတာပဲကြံတော့တယ်ဟူးဒါကနာပိုလီအတွက်ရောအီတလီဘောလုံးလောကအတွက်ပါအရေးပါတဲ့အပြောင်းအရွေတစ်ခုပါသူတို့ရဲ့ရည်မှန်းချက်တွေအတွက်အားဖြစ်မှုကြီးတစ်ခုလို့ဆိုရမှာပေါ့ဟုတ်ကဲ့ပါဒီနေ့ဆွေးနွေးမှုကိုမပိတ်သိမ်းခင်မှာလေနားထောင်နေတဲ့ပရိသတ်တွေကိုစဉ်းစားစရာလေးတခုခြံနေခြင်းပါတယ် ဒီပိုင်းနေလို့ကစားသမားမျိုးရောက်လာပြီးနောက်မှာနာပိုလီရဲ့ more to come ဆိုတဲ့နောက်ထပ်အစီအစဉ်တွေကဘလို့ဖြစ်လာနိုင်မလဲဟုတ်အသင်းရဲ့ကစားဘုံအသင်းဟန်ချက်ကိုဘလို့အပြောင်းလဲတွေလောက်လာနိုင်မလဲဒီပိုင်းနေနဲ့လိုက်ဖက်မဲ့သူ့ကိုပံ့ပိုးပေးနိုင်မဲ့ဘလို့ကစားသမားတွေကိုသူတို့ဆက်ပြီးဖြစ်မထလာနိုင်မလဲဆိုတာကတော့အပြောင်းလဲဈေးဝယ်မှာဆက်ပြီးစောင့်ကြည့်ရမယ်စစ်လက်ရှားစီကအကောင်းဆုံးအပိုင်းပဲဖြစ်မယ်လို့ထင်ပါရှင်